တန်ခစ်တန်အမဘူဘာရပြရဲ့ you have could for no တောင်ပြည်ပညာရေးအထောက်အကူပြုထီရဲ့24ကြိမ်မြောက်အမြင့်ဆုံးကျက်သိန်း900စုကို ကုခံမျိုးကစုခူရရှိတွားပါတယ်။ထီဖွင့်ပွဲကိုတောင်ပြည်ဒနေရမှာ မနစ်ဂျွန်လတရနေ့မနက်ပိုင်းကဖွင့်လင်းခဲ့တာဖြစ်ပြီးတော့ကုခံမျိုးရက်ွက်ရှစ်မှနေထိုင်တဲ့လွေးဤကြမိုင်းဆိုတဲ့သူကစုခူရရှိတွားတာပါ။24ကြိမ်မြောက်ကျက်သိန်း900စုရဲ့အခခရာကတော့ C 15195ဖြစ်ပြီးတိန်900စုကြီးအပြင်တိန်100စုတိန်90စုတိန်30စု10တိန်စု9တိန်စု2တိန်စုနဲ့တိန်900စုရဲ့အခရာတူနောက်ဆုံးကဏ္ဍ3လုံးတူစု22စုအပါဝင်စုပေါင်း84စုဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့23ကြိမ်မြောက်တောင်းပညာရေးထီရဲ့အမြင့်ဆုံးစုကိုနမ်ဆန်မြို့နယ်ဟူးခင်ကျေးရွာကစုခုရရှိတွားတာဖြစ်ပြီးတောင်းပညာရေးထီဟာ တောင်ပြည်အတွင်းကရှေးကစာတင်ကျောင်းပေါင်း600ကျော်နဲ့ဆရာဆရာမ3500ကျော်အတွက်ထီရောင်းရငွေကနေလာစင် ထောက်ပံ့ပေးနေတာပဲဖြစ်ပါတယ်။လာမယ့်2025-2026ပညာတင်းနှစ်မှာကြံရှိနေတဲ့အခြေခံပညာရေးစာတင်ကျောင်းတွေတိုးချက်ဖွင့်လှစ်တွားနိုင်ဖို့စီစဉ်ဆောင်ရွက်နေပြီးတော့မိဘပြည်သူတွေအနေနဲ့တောင်ပြည်ကကျောင်းနဲ့အရွယ်ကလေးတငယ်တွေရဲ့ပညာရေးကိုထောက်ပံ့ကူညီလိုရင်တောင်ပြည်ပညာရေးထီကို ထိုးပေးခြင်းနဲ့ကူညီနိုင်ပါတယ်ရှင်။ဒီမှာလီဘော့စမင်းပါ။ Puji Allah Sang Yang Maha Kuasa.